မိတ်ဆွေတို့အနေနဲ့လူသားသမိုင်းတစ်ချောက်ဖြစ်ရမယ့်စတိုရီဆိုရင်ဘယ်ဟာကိုပြင်မြင်ပါလဲအများစုကတိုက်တန်နစ်လို့ဖြေမယ်လို့ကျွန်တော်ထင်ပါတယ်ဒီဇလန်ကတော့တိုက်တန်နစ်ရဲ့အကြောင်းမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာကတော့လူသားသမိုင်းတစ်ချောက်မှာအထင်ကြီးအဖြစ်ဆုံး survivor အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်ဒီဇလန်ဖြစ်ပေါ်လာဝင်ရဲ့အစကတော့1914ခုနှစ်အော်ဂလော်တီးယန်းနေမှာစတင်ခဲ့တာပဲဖြစ်ပါတယ်အနက်ရှကတန်နဲ့တင်မတာ26ရာဟာဝရစီပင်လယ်ပြင်ကနေရူစီပင်လယ်ပြင်အထိ အပူချိန်300ဒီဂရီအောက်မှာရှိတဲ့အန္တတိကတိုက်ကိုဖျက်ချော်ပြီးတမိုင်းတွေရေထိုးဖို့ပဲဖြစ်ပါတယ်။အဲဒီခေတ်အခါမှာတော့ဒီလိုဖျက်ချော်ဖို့ဆိုတာဟာဘယ်သူမှမတွေ့ရတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒီမော့ဆက်တင်ထွက်ခွာမှာကတော့အင်္ဂလန်နိုင်ငံကနေဖြစ်ပြီးအော့ဂိုလာဆိုတာဟာအင်္ဂလန်နိုင်ငံရဲ့နေရာဒီလိုဆိုရမှာပါ။သူတို့ဟာအင်္ဂလန်ကနေစောက်ကြော်ကြီးရောက်ကိုပထမဦးဆုံးထွက်ခွာလာခဲ့ကြပါတယ်။တမိုင်းတွေရေထိုးမှာဆိုတဲ့ခံယူချက်အပြည့်နဲ့လူ28ယောက်ပါ။ဒီနေရာမှာနောက်ထပ်လူပိုတရားပါနေပါသေးတယ်။ဒါကတော့တင်မခိုးစီသူပါ။ ။ AKA အခါကတင်မခုစစ်သူတွေဟာမကြာခဏစုစုလို့ခိုးပြီးတော့လိုက်ပါနေကြပါပဲ။ဒါကြောင့်လူအလုံးစုစုပေါင်း28ယောက်အထိဖြစ်သွားခဲ့ပါတယ်။ဒီဇလန်းကုံပြပြခင်မှာမိတ်ဆွေတို့အနေနဲ့အလားတကတိုက်နဲ့ပတ်သက်တဲ့မြေပြင်အနေအထားကိုအရေးဆုံးသိထားဖို့လိုအပ်ပါလိမ့်မယ်။အနာဒီကတိုက်ရဲ့98ရာခိုင်နှုန်းဟာ2.1ကီလိုမီတာရှိတဲ့ရေခဲတွေနဲ့ဖုံးလန်းနေတဲ့ကမ္ဘာအေးအေးဆုံးတဲ့ရာသီဥတုအဆိုးရွားဆုံးတိုက်တိုက်ပဲဖြစ်ပါတယ်။ကြီးမားတဲ့ရေခဲတောင်ပြိုကျမှုတွေမကြာခဏဖြစ်ပေါ်လေရှိပြီး ဆောင်းရာသီရဲ့ပြင်းပြအပူချိန်ဟာ -60 ဒီဂရီဆယ်စီယက်ကနေ -70 ဒီဂရီဆယ်စီယက်အထိရှိပါတယ်။နေရာဒီမှာတော့ -20 ဒီဂရီဆယ်စီယက်အထိရှိပါတယ်။ဒါဟာဘလော့တောင်အေးလက်ဆိုတာမှတ်ဆလို့မရတဲ့အခြေအနေမျိုးပါ။ဒီလိုဆိုရတဲ့ရာသူဥတုနဲ့လွန်ခဲ့တဲ့အေးဒက်တွေရှိတဲ့အနာတိကတိုက်ကိုဖျက်ချော်ဖို့ကြိုးစားတာဟာယူမတ်တဲ့လောက်ရက်တစ်ခုလို့မိတ်ဆွေတို့အနေနဲ့ထင်မြင်စရာပါပဲ။ဒါပေမဲ့အနက်ရှက်ကတန်နဲ့သူ့ရဲ့အဖွဲ့သားတွေဟာယူမတ်မှုလို့မမြင်ခဲ့ကြပါဘူး။လူသားတို့ရဲ့စိတ်တဘောအရစူးစမ်းလို့စိတ်စွန့်စားလို့စိတ်နဲ့တမိုင်းတဲ့ရထုမယ်ဆိုတဲ့စိတ်ကူးတွေသာရှိခဲ့ကြတာပါ။ ်ဒီခီးစဉ်မှာအနက်ဆက်ကတန်တို့ရဲ့မူလရေချက်ကိုပြပြပေးသွားပါမယ်သူတို့စီစဉ်ထားတဲ့ပုံစံဟာဝရစီပင်လယ်ပြင်ကနေအနာတိကကုန်းမြေအထိကိုရောက်အောင်တောင်းမှဖြစ်ပါတယ်ကုန်းမြေကိုရောက်ရှိပြီဆိုရင်တော့ပါလာတဲ့ခွေးတွေကိုအသုံးပြုပြီးတောင်ဘက်ဝင်ရိုးစုံအထိလျှောက်သွားကြပါပါအဲ့ကနေမှတစဉ်ရိုစီပင်လယ်ပြင်ထဲမှာအတင်းဆောင်နေတဲ့အော်ရိုရာဆိုတဲ့သင်္ဘောအထိရောက်အောင်သွားပြီးတမိုင်းသစ်ရေထိုးချက်မှဖြစ်ပါတယ်ခီးစဉ်ဟာထင်တယ်လို့ဖြစ်မလာခဲ့ပါဘူး1914ခုနှစ်ကနေစတင်ခဲ့တဲ့ခီးစဉ်ဟာတနည်းအကြာ1915ဇန်နဝါရီလမှာပဲအဆုံးသတ်သွားခဲ့ရပါတယ် သူတို့စီးနင်းလာတဲ့ Endurance တင်မော့ဟာဝါရစီပင်လယ်ပြင်ရဲ့ရေခဲထဲမှာပိတ်မိသွားခဲ့လို့ပါတင်မော့သားတွေဟာတင်မော့ရှစ်ဆက်နိုင်မှုအတွက်ပါလာတဲ့ကရိယာတွေနဲ့ရေခဲတွေကိုဖြတ်တောက်ပြီးရှစ်ဆက်ဖို့လွတ်ဆောင်ခဲ့ကြပါသေးတယ်ဘလို့ပင်ကြိုးစားပါသေးအရာမတင်ခဲ့ပါဘူး1915ဇန်နဝါရီဟာအနာတိကတက်ရဲ့နေရာကြီးလို့ဆိုရမှာပါသူတို့ဟာတဆန်းတလောက်အစမ်းကုန်ကြိုးစားပြီးတင်မော့ရှစ်ဆက်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့1915ဇန်နဝါရီကနေ1915အောက်တိုဘာလအထိဆယ်လကြာတင်မော့ပေါ်မှာနေခဲ့ကြပါတယ် ချိန်ထဲမှာပဲတင်မောပျက်စီးသွားခဲ့ရင်ဘာတွေလုပ်မယ်ဆိုတာတွေနဲ့ပတ်သက်ပြီးလည်းပြင်ဆင်ခဲ့ကြပါတယ်။တင်မောပျက်စီးသွားခဲ့ရင်ပါလာတဲ့တင်မောငယ်၃စီဖြစ်တဲ့ဂျင်းခော့ဒတလီတကစတန်ကုန်ဝေးလို့ကိုရေခဲပြင်ပေါ်သွားနိုင်အောင်ဆက်လက်များတက်ဆင်ပြီးတော့ပါလာတဲ့ခွေးတွေကိုလည်းသေငယ်၃စီကိုဆွဲနိုင်အောင်လို့လက်ကျင့်တင်ညာမှုတွေပြုလုပ်ခဲ့ကြပါတယ်။စားစရာရွက်ပြင်လောင်စာစီနဲ့ဆေးဝါးတွေကိုလည်းထူထင်ထုတ်ပိုးထားကြပါသေးတယ်။ဒီလိုခက်ခဲတဲ့အခြေအနေမျိုးမှာအရေးကြီးဆုံးအရာကတော့ရှင်သန်လို့စိတ်ပဲဖြစ်ပါတယ်။တင်မောသားတွေစိတ်တက်မကြဖို့တအုပ်တယောက်ချင်းစီကိုတာဝန်တွေခိုးဝေပေးပြီး စိတ်မလွင်တော့အနက်ရှကတန်းကအစီစဉ်ခဲ့ပါတယ်။ညနေပိုင်းမှာထမင်းဒူစာကစိတ်တမကြဖို့လဲခွန်အားတွေပေးခဲ့ပါတယ်။ရေယာဒီဟာအဆင်ပြေပေမဲ့လည်းတဖြည်းဖြည်းနဲ့စောင်းရည်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ပုံမပြင်းထန်တဲ့လေတိုက်ခတ်မှုတွေနဲ့ပုံမကြဆင်းလာတဲ့နှင်းလူတွေရောက်တင်းမော့ရဲ့ခံကမ်းမှုကတဖြည်းဖြည်းနဲ့ယိုယွင်းလာခဲ့ပါတယ်။ဒီပုံစံတိုင်းဆိုမကြခင်တင်းမော့ဟာပျက်စီးပြီးရေခဲတွေအောက်ရောက်ရှိပြီးပျက်စီးသွားတော့မှကိုအနက်ရှကတန်းနဲ့တင်းမော့သားတွေကနားလည်လာခဲ့ပါတယ်။ဒါကြောင့်သူတို့ဟာတင်းမော့ကိုဆုတ်ခွာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကိုယူဆောင်ပြီး တင်မောရွက်ဖြင်တွေကိုတော့အကျိုးရတင်မောကြီးရဲ့အနီးအနားရေခဲပြင်ပေါ်မှာပဲတက်ထုတ်ဖို့အသုံးပြုခဲ့ကြပါတယ်။အနက်ဆက်ကတာနဲ့အဖွဲ့သားတွေဥရှင်ကန်လောက်ခဲ့တဲ့အချိန်ကာလကတော့1915ခုနှစ်အော်တိုဘာလပဲဖြစ်ပါတယ်။အော်တိုဘာလဆိုတာဟာအနာတိကတ်တိုက်ရဲ့နေဦးရာသီလို့ဆိုရမှာပါ။အပူချိန် -20°C ကနေ -30°C ရဲ့ကြားမှာရှိပြီးတော့ဒေသနှုန်းကတော့တနာယူ40ကနေ 50km ကြားမှာရှိပါတယ်။ထိုးချင်းအားရေခဲတွေအပြည့်ပြသအချိန်လည်းဖြစ်ပါတယ်။ရေခဲပြင်တွေဟာကြိုးချင်းအကွဲချင်းတွေနဲ့မကြာခဏဖြစ်ပေါ်လေရှိတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။ စကရဟာအဖွဲ့သားတွေကိုရေခဲပြင်အခြေအနေကိုအလှည့်ကျစောက်ကြည့်ဖို့အတွက်ညွှန်ကြားခဲ့ပါတယ်။တဖြည်းဖြည်းကုံဆုံးလာတဲ့စားနပ်ရိက္ခာတွေအတွက်ပင်ကုန်းတွေကိုအမဲလိုက်ပြီးစားတော့တာတွေစားနပ်ရိက္ခာမရှိတဲ့အချိန်မျိုးတွေမှာပါလာတဲ့ခွေးတွေကိုစားတော့စားတော့တာတွေအထိခက်ခက်ခဲရှင်းတဲ့ရုံးကန်နေရပါပြီ။ညာတိုင်းအဖွဲ့သားတွေစိတ်တက်မကြဖို့လည်းခုံအားပေးခဲ့ပါတယ်။အဖွဲ့သားတွေဟာတစ်ခါတည်းရန်ဘလုံးကန်ခြင်းခွေးတွေနဲ့စော်ကစားခြင်းတွေပြုလုပ်ပြီးခဏတာခက်ခဲတဲ့အချိန်ကိုမပြည့်နိုင်ခဲ့ကြပါတယ်။1995နိုဝင်ဘာ22ရက်ညနေ9:00နာရီမှာစကတန်နဲ့အဖွဲ့သား29ယောက်ဟာ သူတို့အိုရှန်ကတ်ထိုးရနေရာကနေသူတို့ရဲ့အာကိုရာအင်တာဖွဲဖြစ်ခဲ့တဲ့အန်ဂျူရန်တင်မောကြီးရဲ့ပျက်စီးမှုကိုမျက်မြင်တွေ့ခဲ့ကြရပါတယ်။ဒီခရီးစဉ်အစမှအဆုံးထိဖရန့်ဟာလီယာတက်နိုင်ကြလောက်မှတ်တမ်းတင်တပ်ပုံတွေရယူခဲ့ပါတယ်။ဒီပုံတွေဟာနောက်တစ်ချိန်မှာတမိုင်းဝင်တပ်ပုံတွေဖြစ်လာခဲ့ပါတယ်။ရေကဲတူတွေဖိအားကြောင့်အန်ဂျူရန်တင်မောကြီးဟာရေကဲတူအောက်ပီတာအနက်ကိုတဖြည်းဖြည်းနှိမ့်ညွတ်သွားခဲ့ရပါပြီ။ဒီဖြစ်ရကြောင့်အန်နက်ရှက်ကတန်ဟာဒါဟာငါတို့အိမ်ငါတို့ဘဝအဆုံးသွားတယ်လို့ပါပဲလို့အဲ့အချိန်ကသူ့ရဲ့ခံစားချက်ကိုပြန်လည်ပြောပြခဲ့ပါတယ်။ ဒီလိုမြင်ကင်းမြင်တဲ့အတူသူတို့ရဲ့ခက်ခဲတဲ့စိန်ခေါ်မှုတွေဟာအခုမှအစပဲရှိပါသေးတယ်။သူတို့တရှိရာရေခဲပြင်ဟာ2မီတာကနေ3မီတာအထိအထူးရှိပြီးတရက်ကို2မိုင်ကနေ3မိုင်အထိမြောက်ဘက်ကိုရွှေ့လျားနေပါတယ်။ရေခဲပြင်တို့တွေဟာတဖြည်းဖြည်းနဲ့အရေးပြောလာခဲ့ပြီးတခါတည်းရန်နှင်းမြန်စွာရှေ့လျားမှုတွေရပ်တန့်နေတာတွေနဲ့မှတ်စရခက်တဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။အစပိုင်းမှာတော့ရေခဲပြင်ဘက်ကလက်လျှောက်ကကမ်းခြေကိုရှာဖွေဖို့ကြိုးစားခဲ့ကြပါတယ်။ရေခဲပြင်ခရီးသွားခြင်းဟာအလွန်ပမန်းပြီးသူတို့ရဲ့ခရီးစဉ်ဟာထင်သလောက်မပေါက်ရောက်ခဲ့ကြပါဘူး။ ဒါကြောင့်ပဲစက္ကန့်တန်းနဲ့အဖွဲသားတွေဟာရေခဲပြင်ပေါ်မှာစခန်းချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရေခဲပြင်ဟာတဖြည်းဖြည်းနဲ့မြောပါပြီးကန်းကျီစီရောက်တဲ့အချိန်ထိစခန်းချဖို့အနက်စက္ကန့်တန်းနဲ့အဖွဲသားတွေဟာဆုံးဖြတ်ခဲ့ကြတာပါ။ဒါပေမဲ့ကန်းကားတော့သူတို့ဘက်မှာရှိမနေခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ရေခဲပြင်ဟာတဖြည်းဖြည်းနဲ့အနောက်မြောက်အရကန်းကျင်တဲ့ဝေးရာစီကိုမြောပါသွားခဲ့လို့ပါ။ဒီအချိန်လေးဟာအလုံးဆုံးရစီဟာအချိန်ကြီးပဲဖြစ်ပါတယ်။ပင်လယ်ပြင်နဲ့ရောက်လာလေလေရေခဲပြင်အရေးပြောမှုဟာပုံမမြန်ဆန်လာလို့ပါပဲ။ဒီအချိန်မှာရှက်ကဒဟာဆုံးမချက်တစ်ခုကိုအမြန်မဲ့ချမှတ်ရပါတော့တယ် အနက်စကတန်နဲ့အတူကပရင်ဖရန့်ရိုစလီတို့ဟာကျယ်ရီနေအောင်ကြီးတွေနဲ့ပင်လယ်ရေစီးကြောင်းတွေကိုကြည့်ပြီးသူတို့လက်ရှိရောက်နေတဲ့နေရာကိုတတ်မှတ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ရောက်နေတဲ့နေရာကနေအစီအမြင်နိုင်မဲ့ကျွန်းကျွန်းကိုလေသုံးစီးနဲ့ရောက်တော့ဖို့အတွက်ဆုံးဖြတ်လိုက်ကြပါတယ်။ဆက်လက်သာမြောက်ပါသွားမယ်ဆိုရင်ပုံမဝေးကွာတဲ့ပင်လယ်ပြင်နဲ့ရောက်ရှိသွားမှာဖြစ်ပါတယ်။ဒီနေရာမှာစဉ်းစားစရာအကြောင်းအရာတစ်ခုရှိပါတယ်။ဒါကတော့ဆက်သွယ်ရေးကိရိယာတွေတုံးပြီးဘာကြောင့်အနက်ရှက်ကတန်းနဲ့အဖွဲ့သားတွေကအကူအညီမတောင်းခံခဲ့တယ်လို့ဆိုတာပါပဲ။မိတ်ဆွေတို့ကိုနိုင်ငံရှင်းပြပေးပါမယ်။ 1914ခုနှစ်ရဲ့ radio line ဟာ shortwave frequency သာဖြစ်ပါတယ်။မိုင်အားဖြင့်မိုင်နေရာကနေမိုင်300အထိသာရောက်နိုင်ပါတယ်။ Antarctica တိုက်ရဲ့လေတုဟာလျှက်စစ်သံလိုက်တွေကိုအနှောက်အယှက်ပေးတဲ့အခြေအနေမျိုးပါ။အနည်းဆုံးဖြစ်ပြီးလူသားတွေရှိတဲ့ကျွန်းကတော့ခြေလီနိုင်ငံမှာရှိနေတဲ့ကိန်းဟုံးကျွန်းမှဖြစ်ပါတယ်။အကွာအဝေးအဖြစ်မိုင်950ရှိပါတယ်။ဒုတိယရွေးချယ်စရာကျွန်းကျွန်းကတော့ Falkland Islands ဖြစ်ပါတယ်။အကွာအဝေးအဖြစ်မိုင်980ရှိပါတယ်။တတိယမြောက်ရွေးချယ်စရာကတော့ South Georgia ဖြစ်ပါတယ်။အကွာအဝေးအဖြစ်မိုင်800ရှိပါတယ်။ ်ဒီအကွာအဝေးဟာ AKX ခါကဆက်သွင်းနိုင်တဲ့အကွာအဝေးထက်များစွာဝေးကွာနေပါတယ်ခုနကပြောခဲ့တဲ့အကြောင်းအရာကိုပြန်ဆက်ပြရတယ်ခင်ဗျာအနက်ရှက်ကတန်းနဲ့အဖွဲသားတွေဟာရေခဲပြင်ပေါ်ဆက်လက်နေမယ်ဆိုရင်တဖြည်းဖြည်းနဲ့ပင်လယ်ပြင်နဲ့မျောပါသွားပြီးအသက်ရှင်မှုရာခိုင်နှုန်းပုံမှန်လည်းပါတော့မယ်ဆိုတာကိုသိရှိခဲ့ကြပါတယ်ဒါကြောင့်ပဲအနက်ရှက်ကတန်းဟာအနည်းဆုံးကုန်မြင်ဖြစ်တဲ့ Elephant ဂျွန်းကိုရွေးချယ်ခဲ့ပါတယ် Elephant ဂျွန်းဟာသူတို့ရောက်အောင်တွားဖို့ဆိုရင်မိုင်းတရာကျော်ပင်လယ်ခီးကိုလင်ငယ်30နဲ့ရောက်အောင်တွားရမှာဖြစ်ပါတယ်ဒါဟာခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ် 1916ခုနှစ်အေဗရလ9ရက်နေ့မှာအန်နက်ရှကတန်ရဲ့အဖွဲ့သားတွေကရေခဲပြင်ကိုစွန့်ခွာပြီးအလီဖန့်ကျွန်းကိုလေတုံးကြီးပြည့်စတင်ထွက်ခွာလာခဲ့ကြပါပြီ။ကြီးမားတဲ့လိုင်းလုံးတွေကြားထဲမှာ9ရက်တာခီးဆက်လာပြီးနောက်မှာတော့အလီဖန့်ကျွန်းရဲ့ကမ်းခြေကိုဆိုက်ကပ်နိုင်ခဲ့ကြပါတယ်။9ရက်တာပင်လယ်ခီးအတွင်းမှာတောက်ရီကုန်ခန်းလိုပင်လယ်ရေတွေကိုတောက်ရတာတွေတနေ့၄နာရီအလက်ကြအဲ့ရတာတွေကြောင့်အေးမောရတာတွေနဲ့မြူထူကြီးကျွန်းကိုရှာမတွေ့တာကလည်းအချိန်ချင်းပါပဲ။အေးခဲတဲ့ရေတွေကြောင့်ခြေထောက်တွေရမ်းမ်းတဲ့အထိဖြစ်ခဲ့ကြပါတယ်။ ကျူသာမှုရဲ့ရလကြောက်ပဲအဲလီဖန့်ကျွန်းကိုခုနှစ်ရက်တာကြာပြီးနောက်မှာရရှိသွားကြပါတယ်။အဲလီဖန့်ကျွန်းနဲ့ပတ်သက်ပြီးအနေငယ်ရှင်းပြပေးပါမယ်။ထိုခေတ်ထိုအခါကအဲလီဖန့်ကျွန်းဟာလူသူရောက်ပေါက်နေတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။အဲလီဖန့်ကျွန်းဟာကြောက်ဆောင်တွေထူးထပ်တာကြောင့်တင်မိုးတွေစိုက်ကပ်ဖို့ခက်ခဲတဲ့ကျွန်းတစ်ကျွန်းလည်းဖြစ်ပါတယ်။ဒီအခြေအနေကိုအနက်ရှကတန်ကနားလည်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်အနက်ရှကတန်ဟာအဲလီဖန့်ကျွန်းမှာခုနှစ်ရက်တာအနားယူပြီးရဲ့နောက်မှာတော့အနက်ရှကတန်အပါအဝင်လူ၆ယောက်ဟာလူရှိမဲ့ကျွန်းတစ်ကျွန်းကိုတွားပြီးအကူအညီတောင်းဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။ ဂျန်အဖွဲ့သားတွေဟာဖရန်ဝါရဲ့ဥဆောင်မှုနဲ့တူအယ်လီဖန့်ကျွန်းမှာနေခဲ့ရမှာဖြစ်ပါတယ်။အန်နက်ရှက်ကတန်တို့ဟာမိုင်းရှေ့ရဝေးတဲ့ဆောက်ကြောကြီးရာကျွန်းမှာရှိတဲ့ဝေးလက်အစခန်းကိုအကူအညီတောင်းဖို့1936ခုနှစ်ဧပြီလ24ရက်နေ့မှာဂျင်းခော့လီနဲ့ထွက်ခွာလာခဲ့ကြပါပြီ။ဖရန်ဝါဥဆောင်တဲ့ဂျန်တင်မောသားတွေဟာဂျန်ကတဲ့လင်းနစည်းကိုအမိုးကာတွေဆောက်လုပ်ပြီးထင်းအဖြစ်သုံးပြူလာတွေပြုလုပ်ပြီးပင်ကွန်းနဲ့ပင်လယ်ဖြန်းတွေကိုဖမ်းဆီးဆားတောက်ကကျွန်းပေါ်မှာအသက်ဆက်ခဲ့ကြပါတယ်။ဒီနေရာမှာအန်နက်ရှက်ကတန်အဖွဲ့သားတွေဘာကြောင့် စောက်ကြတရားကျွန်းကိုရွေးချယ်တယ်ဆိုတာနဲ့ပတ်သက်ပြီးအနေနဲ့ရှင်းပြပေးပါဦးမယ်။ Elephant ကျွန်းကနေအနည်းဆုံးဖြစ်ပြီးလူသားတွေရှိတဲ့ကျွန်းကတော့မိုင်950ဝေးกว่าတဲ့ကိဟုံကျွန်းဖြစ်ပါတယ်။ဒုတိယအနည်းဆုံးကတော့အကွာဝေးအဖြစ်မိုင်980ရှိတဲ့ Fallen Island ဖြစ်ပါတယ်။တတိယရွေးချယ်စရာကတော့စောက်ကြကြီးရာပဲဖြစ်ပါတယ်။ဒီထဲမှာတော့စောက်ကြကြီးရာဟာအဝေးဆုံးကျွန်းတစ်ကျွန်းပဲဖြစ်ပါတယ်။ဘာကြောင့်အနည်းဆုံးကျွန်းတစ်ကျွန်းကိုမေးချယ်လဲဆိုတာကတော့ Elephant ကနေကျန်တဲ့ကျွန်းတစ်ကျွန်းချပင်လယ်ရေစီးကြောင်းဟာကမ္ဘာအပြင်းထန်ဆုံးရေစီးကြောင်းဖြစ်ပြီး ဒေတိုက်နှုံဟာတနာယီမိုင်းတရာတရှိနေပါတယ်။လိုင်းမြင့်ပေဟာပေ60ကနေပေတရာတရှိတာကြောင့်လှေငယ်လေးနဲ့သွားဖို့ဆိုတာဘလုံးမမဖြစ်နိုင်ပါဘူး။အသက်မသေးပဲကြက်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ကျွန်းအွယ်အစားတင်းငယ်မှုကြောင့်ရှာတွေ့ဖို့ခက်ခဲပါတယ်။အကယ်လို့ကျွန်းကိုရှာမတွေ့ခဲ့ဘူးဆိုရင်အနည်းဆုံးကုမီဆိုတာမရှိပဲပင်လယ်ထဲမျောပါသွားပြီးထာဝရပြတ်ကွယ်သွားရမှာပါ။ဒါကြောင့်ပဲမိုင်းရှိရာရှိတဲ့စောက်ကြကြီးရာကျွန်းကိုရွေးချယ်လိုက်ရခြင်းပဲဖြစ်ပါတယ်။အနောက်ရှက်ကတန်းနဲ့အဖွဲ့သားတွေဟာစောက်ကြကြီးရာကျွန်းကို16ရက်တာခရီးကြာမြင့်ခဲ့ပါတယ်။ ပင်လယ်ရေတွေကြောင့်ပါလာတဲ့ရေတွေဟာပင်လယ်ရေတွေနဲ့ရောနှောသွားပြီးတောက်တုံးရံမဖြစ်နိုင်တော့ပါဘူး။တနည်းလျှင်ဘီစကတ်သုံးချက်နဲ့ရေနှင်းနှစ်ခွက်ကိုသာစားတော့ခဲ့ရပါတယ်။ပင်လယ်ရေတွေအဆက်မပြတ်ဝင်ရောက်မှုကြောင့်လင်ငယ်တွေကရေတွေကိုအမျက်ခတ်ထုတ်နေရတာကြောင့်လည်းပြမမှုဒဏ်ကိုခံစားနေရပါတယ်။ဒီလိုဒုက္ခမျိုးစုံကိုဖြစ်ကြော်ပြီးနောက်ဆုံးမှာတော့စောက်ချော်ကြီးအချွန်းကိုအနက်ရှကရန်နဲ့အဖွဲ့သားတွေကရောက်ရှိသွားပါတယ်။ရှကရန်ရဲ့ကောင်းဆောင်မှုဝက်စလီရဲ့လမ်းကြောင်းရှာဖွေမှု MC နဲ့ရဲ့လင်ပင်စင်မှုတွေကြောင့်ကမ္ဘာတမိုင်းတစ်လျှောက်အကျဉ်းဆုံးပင်လယ်ပြေလှေခရီးစဉ်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အနက်ရှကရာတို့ကန့်ကတ်တဲ့နေရာဟာကင်းဟက်ကုံဘေးမှာဖြစ်ပါတယ်။ဒါဟာကသရေးစကန့်ရှိတဲ့နေရာနဲ့ဆိုရင်တောင်နဲ့မြောက်ပဲဖြစ်ပါတယ်။ဒီအချိန်မှာသူတို့ဟာ22မိုင်သာဝေးတော့တဲ့ကဲဆရေးစကန့်ကိုရေခဲတောင်တွေကို ဖြတ်ကျော်ပြီးတောဖို့ပဲရှိပါတယ်။အနက်ရှကတန် Front Wars လေးနဲ့တွန်ခရင်၃ယောက်ဟာ1916မေလ19ရက်နေ့မှာတောင်တန်းတွေကိုစတင်တက်ရောက်ခဲ့ပါတယ်။တဒေါင်မော်တောင်တက်ပြီးမေလ20ရက်နေ့မှာအမြင့်ပေ3000ရှိတဲ့တောင်မော်ကနေဝေးလက်တပ်စကန့်ကိုမြင်တွေ့ခဲ့ရပါတယ်။ 1916မေလ20ရက်နေ့ညနေ3:00နာရီမှာဝေလက်သက်ကန်ကိုရောက်ရှိသွားကြပါတယ်။ထိဆုံးပြီးလို့တတ်မှတ်ခံရတဲ့သူတွေဟာအမှတ်မထင်တွေ့ရရလို့မြုံကြည်နေအောင်ဖြစ်ခဲ့ကြပါတယ်။မေလ21ရက်နေ့မှာကင်းဟန်ကုန်ဘေးမှာကျန်တဲ့တောရကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ Elephant ကျွန်းမှာကျန်ခဲ့တဲ့အဖွဲ့သားတွေကိုတော့မေလ23ရက်နေ့မှာပဲ Southern Sky အမည်ရှိတဲ့ဝေလ5ဖန်သင်းဖို့ဟာကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ကျွန်းပပလယ်မှာမြောက်ပါနေတဲ့ရေခဲထူထပ်မှုတွေကြောင့်ချင်းကနိုင်ခြင်းမရှိပဲကြာရှုံးခဲ့ရပါတယ်။ ဒုတိယအကြိမ်အနေနဲ့ကတော့ဥရုဂွေးတင်ပေါ်ပတ်စကာနံပါတ်1ဟာဂျွန်လ10ရက်နေ့မှာကယ်ဆယ်ဖို့စူးစမ်းရင်းနဲ့အင်ဂျင်ချွေးရမှုတွေကြောင့်ဒုတိယအကြိမ်ချက်ဆုံးခဲ့ရပြန်ပါတယ်။တတိယအကြိမ်စူးစမ်းမှုကတော့ချီလီတင်ပေါ်အမာကဂျူလိုင်12ရက်နေ့မှာစူးစမ်းခဲ့ပြီးမဲ့လေအလီဖန်ဂျင်ပပလင်မှာမျောနေတဲ့ရေခဲတွေကြောင့်တင်ပေါ်ပျက်စီးပြီးတတိယအကြိမ်ချက်ဆုံးခဲ့ရပါတယ်။လက်ကျင်ညောစူးစမ်းမှုကအောင်မြင်သွားခဲ့ပါပြီ။ချီလီတင်ပေါ်ရချူဟာအောက်ကလ30မှာပိုက်ဝိုင်းကိုချင်းခဲ့ပြီး ၄နာရီကြာကယ်ဆယ်မှုပြုလုပ်ပြီး Elephant ကျွန်းဟာ front line ဥဆောင်တဲ့လူ၂၂ယောက်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ front line ဟာနေ့ရက်တိုင်းမှာသူတို့ခေါင်းဆောင်အန်နက်ရှက်ကဒန်ပြန်လာခဲ့မယ်ဆိုတဲ့စိတ်နဲ့နေ့ရက်တိုင်းအစင်းသင့်ပြင်ဖို့ကိုလည်းညွှန်ကြားထားပါတယ်။ဒီဖြစ်စဉ်အစားဆုံးဟာ1914ဩဂုတ်လ၁ရက်နေ့ကနေ1916ဩဂုတ်လ30နှစ်နှစ်နီးပါးကြာမြင့်ခဲ့တာဖြစ်ပါတယ်။အန်နက်ရှက်ကဒန်ရဲ့ခေါင်းဆောင်မှုစွန့်ရည်ဝါစလီရဲ့လမ်းကြောင်းရှာဖွေမှုစွန့်ရည်နဲ့ကျွန်းပေါ်ကြံခဲ့သူတွေကို front line ရဲ့စီမံအုပ်ချုပ်မှုစွန့်ရည်တွေဟာ အလုံးချစ်ကျုပ်ဖို့ကောင်းပါလေအနာဒီကတိုက်ကိုဖျက်ကျော်ပြီးတမိုင်းတိမရေးထိုးနိုင်လိုက်ပေမဲ့သူတမိုင်းတစ်လျှောက်အကြီးကျယ်အခမ်းအနားဆုံး survival story တစ်ခုဖြစ်ခဲ့ပါလေအနက်ရှက်ကရန်တို့အသုံးပြုခဲ့တဲ့ဂျိန်းကော့လေကိုအင်္ဂလန်နိုင်ငံလန်ဒန်မှာပြတိုက်ပစ္စည်းအဖြစ်ထိန်းသိမ်းထားပါဗျာ